ကဲဟာလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒုတိယအပိုင်းလေးကိုဆက်ကြည့်ရအောင်နော်စာပြီးနားမလဲတဲ့ရှင်မုံပြည့်နဲ့စကားပြောနေတဲ့ခင်မင်းခပုံထဲနဲ့အကျွေးတောင်းနေတဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ကြည့်အောင်နော်ဘာလဲဘာလဲပြောဟုတ်ဟုတ်မှာကျွန်တော်မှာအေးအဲ့ကောင်အဲ့ကောင်ငါပစက်လာပေးခိုင်းလိုက်ငါပစက်လာမပေးဘူးဆိုလို့ရှင် ငါကလေလုံးဝလက်လွတ်ပေးမှမဟုတ်ဘူးနော်ငါလုံးဝအလျှော့ပေးမှမဟုတ်ဘူးနော်နော်ငါလုံးဝအလျှော့ပေးမှမဟုတ်ဘူးနင်းနာဆက်မင်းကစက်နေတဲ့ကိစ္စကိုပြင်ကောင်းကျဲပြီးတော့ငါအတန်းချင်းလာတာညာနမကြီးနေတာငါလည်းပတ်သက်နေနာပတ်သက်ပြီးနမကြီးစရာမလို့နမကြီးစရာလည်းမလိုဘူးငါသိလားနော်နမကြီးကြလို့ငါငါဘွားနဲ့ငါအေးဆေးနေနိုင်ပြန်နင်းတာငါအိမ်ပေါ်မှာတက်နေငါရှာတာစားငါပက်ဆန်ကိုတုံးပြီးတော့မှ ငါချက်တဲ့ခမင်းကိုစားပြီးတော့မှနေစားတော့မှနဲ့နေသွားပြီးတော့မှသွားအိတ်တာလေဆောက်ရှက်ရှိလို့ရှိရင်နေလဲတိုင်လို့ရတယ်အဲ့နေရာမှာလေတိလားနေလဲတိုင်လို့ရတတ်တိတ်လေတခါပြလိုက်ငါစီမှာနေဖောက်ပြန်ထားတဲ့တတ်တိတ်အကုန်လုံးရှိရင်တော့တိလားငါတို့လာပြီးတော့မှလူပါလာမဝါနဲ့ရှင်မုံပြည့်ရဲ့ရှင်မုံပြည့်ရဲ့နေဆောက်ရဲလူပါဝါမနေနဲ့တိလားနော်ငါပတ်ဆံငါလို့ချင်းနေအေးပတ်ဆံလို့ချင်းအခုပြန်ပြန်နေအဲ့ဒါဒီမောတင်တာလား 你别理，你老别理，收下不事你，我，你要不护你哟，不争你哟，喏，我要看那狗哩哟，死的哟，啊狗龙我没到处哩哟，狗龙全咪了嘛，你要我不打他了，他讨厌？你要收下不事啊狗，我不打他了。眉毛都看见，人爱表收下么事，两撇眉毛你他妈哎咋？你也咋？看见这段子啊，狗龙眼对比都阿不对啦，你收人奥顿家龙阿子你收人奥顿家爷，奥顿家爷，奥顿家爷。 န်ချင်းမယ်ရန်တော့ဖြစ်အောင်ငါရဲ့ပို့ရအောင်ပြန်ပြန်နေပတ်တယ်ငါအခုလာပေးမယ်တော့အဲ့ဒါတော့ငါနဲ့မတက်ဆိုင်ပါဘူးဆိုတော့ပြန်နေဟာနင်းနဲ့တက်ဆိုင်ပါဆိုတော့တင်ရောငါဆောက်ယူလားငါဆောက်ယူလားဟဲ့နင်းကငါ့အိမ်မှာမငါ့ကိုနင်းနဲ့ငါနဲ့လင်မယားလို့တနေ့လုံးအတူတူဒီအိမ်မှာနေလာပြီးတော့မှငါ့အိမ်မှာနေလာပြီးတော့မှနင်းကငါချက်တက်ခမင်းစားပြီးတော့မှနင်းဆောက်ရပေါက်ပြန်တာနင်းတရားရဲပေါ့နင်းတရားရဲပေါ့နင်းလူကောင်းပေါ့ဟုတ်လားနင်းလူကောင်းပေါ့နင်းဆောက်ရလူကောင်းပေါ့ ငါပြောမဲ့လူဆိုလို့ရှင်ငါနင်းကိုပြောခဲ့ပြီးသားစတွဲတွေကကြံတာအကုန်လုံးလို့ရတယ်မဖောက်ပြန်ပါနဲ့ပြတ်ချင်နေဆိုရင်လူလိုပြောလို့ရတယ်ငါဒီမိကောင်ဖခင်တာသမီငါဒီမိကောင်ဖခင်တာသမီပြတ်ချင်နေဆိုငါတို့နင်းကအစေမပြေနိုင်တော့ဘူးလန်ခွဲကြပါမယ်လို့ပြောလို့ရှင်ငါလန်ခွဲပေးမယ်လို့နင်းကငါအစိုးရပြောပြီးသားဒါပေမဲ့နင်ဘာဖြစ်လို့အဲ့လိုမျိုးမိမတကာနဲ့ပေါက်ပြန်လဲဟမ်ငါတို့ပြောနေရမယ်အချိန်မဟုတ်ဘူးအခုငါတို့ နေပါမလေနနဆောင်ဝေးချင်းမဲ့ငါစပိန်ခုလာယူလိုက်မယ်ရပြီငါအိမ်မှာမရှိဘူးငါအိမ်မှာမရှိဘူးငါမြောက်တကောင်မှာငါအမအိမ်မှာငါရောက်နေရယ်နော်ငါအမအိမ်မှာငါရောက်နေရယ်နင်းနဲ့စောက်ပြဒနာတွေကိုရှင်းဖို့အတွက်ကိုငါဘက်ကလည်းအကုန်လုံး ready ပြင်ဆင်ပြီးသားပဲနင်းပါလောက်မလဲလောက်လိုက်တိလားငါအဲ့ပတ်စံအဲ့ပတ်စံကငါပြဲလို့ခြင်းဆိုငါရဲ့ခြွေနဲ့စတယ်ငါပြဲလို့ခြင်းနဲ့ပွဲတော့ချမ်းပြီပွဲတော့ချမ်းပြီ ဒါပေမဲ့ဒီဗီဒီယိုကြည့်ချင်အဖြစ်ကောင်မလေးကတော်တော်လေးပောက်ကွဲတဲ့ပုံစံပဲ။ဘာဖြစ်လို့ဆိုတော့ကောင်မလေးကတစ်နှစ်လုံးလုံးကိုသူအကုန်လုံးပြုစုဒီကောင်မလေးကတစ်နှစ်လုံးလုံးကိုသူကောင်းကောင်းပြုစုခဲ့တာပြုစုခဲ့ပြီးတော့သူလူတမျှအကုန်လုံးသူအကုန်လုံးဖြစ်စီပေးပြီးတော့အခုဒီကောင်ကထားခဲ့တာဗောနော် ထားခဲ့တယ်ဆိုတော့တော်တော်လေးစိတ်နာဖို့ကောင်းပါတယ်ဆိုတော့ကောင်မလေးကလည်း သူ့ရဲ့ပတ်စံနဲ့သူ့ရဲ့ဟာတွေအကုန်လုံးပြန်တောင်းတာပေါ့နော်ပြန်တောင်းရမှာပဲလေဘာဖြစ်လို့ဆိုတော့သူကလည်းမျောလင်းချက်ကြီးကြီးနဲ့သူ့ကိုကျွေးမွေးပြုစုခဲ့တာလေမျောလင်းချက်ဆိုတာကတခြားမျောလင်းတာတော့မဟုတ်တော့ပါဘူးတစ်တက်လုံးတွဲဖို့တစ်တက်လုံးအတွက်ဆိုပြီးတော့သူမျောလင်းထားတာနေမှာပေါ့နော်ဒါပေမဲ့ဟိုကောင်လေးကအပျော်နဲ့တွဲခဲ့တာပေါ့နော်အဲ့ဒါတော့တည်ကြတယ်အပျော်နဲ့တွဲခဲ့တာ ဆိုတော့အပြုံနဲ့တွဲခဲ့တာဆိုတော့အတူအတွက်တော့ဘာမှမဖြစ်ဘူးလေ။ तू ပြတ်သွားတယ်ဆိုလို့ရှိရင် तू တွက်တယ်ဘာမှမဖြစ်ဘူး။ तू ကအခုချိန်မှာဆမ်းပွင့်နေတဲ့ချိန်ဆိုတော့ထားခဲ့ရတဲ့ကိစ္စမရှိဘူးနော်တယောက်ထားရှာမရနိုင်တယ်လေ။ဆိုတော့ဘာပဲဖြစ်ဖြစ်ပေါ့နော်။တမီးစားနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်လူတိုင်းလူတိုင်းမှာတော့အချစ်ရှိတယ်ဆိုတော့ဒီအချစ်ကလေတကယ်အရန်ပြောရခဲ့တယ်။ကိုချစ်လာပြီဆိုလို့ရှိရင်အရန်ချစ်တယ်ချစ်တဲ့ချိန်မှာဒါပေမဲ့ ပြတ်သွားပြီဆိုလို့ရှိရင်လည်းသူအယမ်းမုန်းတာချစ်တဲ့ချက်မှာယမ်းချစ်တယ်နော်ချစ်လွန်းလို့လည်းမုန်းတဲ့ချိန်မှာအယမ်းမုန်းတာအဆအဆအဆပေါင်းများစွာကို မုန်းတာသူ့အတန်ကြိုင်တော့မှလုံးဝနားမထောင်ချင်တာနော်သူ့ရဲ့ပုံရိပ်မြင်တော့မှလုံးဝမတွေ့ချင်တာမမြင်ချင်အဲ့လောက်ထိတော့မမုန်းတာချစ်ပြီးတဲ့နောက်ပိုင်းမှာအဲ့လိုဖြစ်သွားရင်နော်ဒါလေးကအချစ်ဆိုတာကကြောက်စရာလည်းကောင်းတယ်နော် စ်ဆရာလည်းကောင်းတယ်လုံးဝမလွယ်ဘူးနော်အချစ်စရာလုံးဝမလွယ်ဘူးဆိုတော့နောက်ဆုံးသူတို့ပြောတဲ့လေတန်တွေကိုနားထောင်မယ်ဆိုလို့ရှိရင်တော့ကောင်းလေးကလည်းကောင်းမလေးကိုဖော့ပြန်တယ်ပေါ့နော်ကောင်းမလေးလည်းသူ့ကောင်းလေးကိုဖော့ပြန်တယ်ဒါပေမဲ့ကောင်းမလေးကသူ့မှာတက်တေတွေအကုန်လုံးရှိတယ်ပေါ့နော်သူပြတ်ဖို့တက်တေအကုန်လုံးရှိတယ်တဲ့ဒါပေမဲ့ကောင်းလေးက မရှိတော့ဘူးထင်တယ်။ကောင်းလဲလည်းပြောတာပေါ့နော်။မင်းကြတော့မင်းကြတော့အဲ့လိုပြောတယ်။အခုချိန်မှာတော့အာ living together အရာများတယ်ပေါ့နော်။ဘယ်နေရာမှာပဲဖြစ် living together အရာများတယ်။အဲ့လိုမျိုး living together တွေလုတ်လာပြီဆိုလို့ရှိရင်တယောက်နဲ့တယောက်ပေါ့နော်အယုံကြည်နှောင်းဝယုံယုံကြည်ကြည်ရှိအောင်အများပြင်းတော့ပေါ့နော်ဒီလိုလက်မထပ်ပဲနဲ့ဒီလိုတခန်းထဲမှာတူတူနေပြီးတော့နိမ့်နဲ့ကြာနိမ့်နဲ့ကြာပြီးတော့နေလာပြီဆိုလို့ရှိရင်တယောက်နဲ့တယောက်ငင်းငွေလာတတ်တယ် ညီငွေလာတက်တဲ့အဲ့ချိန်မှာတယောက်ကလည်းဖို့ပြန်ခြင်းတယ်တယောက်ကလည်းဖို့ပြန်ခြင်းတယ်ဘာဖြစ်လို့ဆိုသူတို့မှာလုံးဝလက်ထပ်ထားတဲ့စာချုပ်လည်းမရှိဘူးเนาะတိုင်ဝမ်လက်ထပ်ထားတာလည်းမရှိဘူးဆိုတော့တယောက်နဲ့တယောက်ကလွလလလနဲ့နေခြင်းကြလဲပေါ့เนาะအဲ့ဒါကြောင့်မလို့တကယ်ရန်ချစ်တယ်ကြိုက်တယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်ဆိုလို့ရှိရင်တလနလအဲ့လို living tree တက်နေပြီးတော့နေပြီးတဲ့နောက်ပိုင်းမှာအာ လက်ထပ်တာအကောင်ဆုံးပဲလို့ကျွန်တော်မြင်တယ်ပေါ့နော်။ဘာဖြစ်လို့ဆိုတော့ living together ကတနည်းလောက်ဆိုလို့ရှိရင်တော့အဆင်မပြေတော့ဘူးပေါ့နော်။အဆင်မပြေတော့လူဆိုတာကငီးငွေ့တတ်တယ်။ယောက်ျားဆိုလို့ရှိရင်တော့အများဖြစ်ယောက်ျားဆိုလို့ရှိရင်တော့အစ်စ်အစ်စ်အဆန်းအဆန်းကိုပဲလိုချင်တယ်။အဲ့ဒါကကျွန်တော်ပွန့်ပွန့်လင်းလင်းပြောတာပါ။ကျွန်တော်လည်းယောက်ျားလေးပဲနော်။အဲ့လိုပဲယောက်ျားရဲ့စိတ်ထဲမှာကအဲ့လိုရှိတယ်နော်။ကိုတခါစားပြီးပြီးကိုတခါ လုပ်ပြီးပြီဆိုလို့ရှိရင်ဒီထက်ကောင်းတဲ့ဟာဒီထက်အဆင်ပြေတာကိုရှာတတ်ကြတယ်เนาะအဲဒါကြောင့်မို့လို့ကောင်းမလေးတွေသတိထားကြပါ living together နေရတယ်ဆိုလို့ရှိရင်တလားကြော်ပြီးပြီဆိုလို့ရှိရင်အကူကျွန်တော်တို့လက်ထပ်ရအောင်เนาะကျွန်တော်တို့ဒီတိုင်းနေအဆင်မပြေတော့ဘူးလက်ထပ်ပြီးတော့ကျွန်တော်လုပ်ဆက်ရှိတယ်ဆက်လုပ်ရအောင်အဲ့လိုပဲပြောတင်တယ်ပေါ့နော်အဲ့လိုမပြောဘဲနဲ့အဲ့လိုနစ်နေချီပြီးတော့နေလာပြီဆိုလို့ရှိရင်ဒီလိုပဲခံစားရမှာပဲနော်အဲ့ဒါလေးကကျွန်တော်အခုကြည့်ရှုနေတဲ့အထက်မှာ ကောင်းမလေးတွေပါတယ်ဆိုလို့ရှိရင်ကျွန်တော်အဲ့ဒါလေးကိုကျွန်တော်နည်းနည်းဘုသူတလေးနဲ့ပြောပြတာပါပေါ့နော်ဒါပေမဲ့ခုနတော့ကျွန်တော်ပြောတာကအာလူတိုင်းတော့မဆူလိုပါဘူးပေါ့နော်လူတိုင်းတော့ယောက်ျားလေးတိုင်းတော့အစ်စ်ချိုက်တယ်လို့တော့မဆူလိုပါဘူးအဲ့လိုပြောရင်တချို့တွေကဆဲမှာဆိုယောက်ျားလေးတိုင်းတော့မဆူလိုပါဘူးပေါ့နော်ဒါပေမဲ့အများအားဖြင့်ယောက်ျားလေးတွေကနော်အစ်စ်အလန်းအလန်းလေးကိုပဲလူချင်းတက်ကြတယ်နော်အဲ့ဒါကြောင့်မလို့ တကယ်ချစ်တယ်ချိုက်တယ်ဆိုလို့ရှိရင်အမြန်ဆုံးလက်ထပ်အဲဒါအကောင်းဆုံးပဲလို့ကျွန်တော်မြင်တယ်အဲတော့ဟုတ်ပြီဘာဖြစ်ဖြစ်ပေါ့နော်အမြန်ဆုံးအဆင်ပြေကြပါစေတရားနဲ့တရားအကျွေးတွေလည်းပေးကြပါတရားနဲ့တရားအဆင်ပြေအောင်နေကြပါခုချိန်မှာကခေကာလာလည်းမကောင်းဘူးကျွန်တော်တို့မြန်မာနိုင်ငံမှာကနော်စစ်ဘေးတွေရောက်နေတယ်နော်စစ်ဘေးတွေဖြစ်နေတယ်မင်းကလေးတွေလုံနေတယ်မိုးတွေယူရနေတယ်ရေတွေကြီးနေတယ်နော်လုံးဝခစ်ကြီးကမကောင်းဘူးအဲဒါကြောင့်မို့လို့တရားနဲ့တရားချစ်ချစ်ခင်ခင်လေးနေကြပါ เนาะအစဉ်ပြောင်းလဲနေကြပါလို့ကျွန်တော်ဒီကနေ့ပြောချင်ပါတယ်เนาะโอเคကျေးဇူးတင်တယ်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်စကားလွန်တာဂျွန်သွားတာရှိခဲ့တယ်ဆိုလို့ရှင်အားလုံးကိုကျွန်တော်ဒီကနေ့တောင်းပန်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်အားလုံးဘိုင်ဘိုင်နောက်ဗီဒီယိုမှာကျွန်တော်ပြန်ဆုံတွေ့ကြမယ်เนาะဘိုင်ဘိုင်